CNA သတင်းဌာနကိုနာတော်တာဆင်နေကြတဲ့တွိတ်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်မတ်လ6ရက်နေ့ CNA ရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနေ့ထုတ်လွှင့်တင်ဆက်သွားမယ့်သတင်းတွေကတော့ရခိုင်က တောင်သူတွေစိုက်ပျိုးရေးလုပ်ငန်းတွေဥမော်လာအောင်အာသွန်ခွန်ဆိုင်ပြန်လည်လုပ်ကင်ဖို့လိုအပ်လာနေတယ်ဆိုတဲ့သတင်း စစ်တွေမှာစစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီးဒရုန်းနဲ့ဘုံးကျက်တိုက်ခိုက်လို့နေအိမ်တွေမီးလောင်နေတယ်ဆိုတဲ့သတင်းအပြင်မြန်မာပြည်တွင်းကသတင်းတွေဖြစ်တဲ့ရန်ကုန်မှာဖေဖော်ဝါရီလအတွင်းလူ၂၀၀ကျော်အဖမ်းခံရတယ်ဆိုတဲ့သတင်းမေယောင်လိုင်းဟာရုရှားကနေဘီလာရုနိုင်ငံကိုဆက်လက်ခီးသွားမယ်ဆိုတဲ့သတင်းအပြင်တခြားစိတ်ဝင်စားချက်သတင်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်။ ပထမဆုံးရခိုင်ပြည်တွင်းကနားဆီရမယ့်တင်ကတော့ရခိုင်ကတောင်သူတွေစိုက်ပျိုးရေးလုပ်ငန်းတွေဦးမော်လာအောင်အာသွန်ခွန်ဆိုင်ပြန်လည်လုပ်ကိုင်ဖို့လိုအပ်လာနေတဲ့ဆိုတဲ့တင်ကိုနားဆင်ရမှာဖြစ်ပါတယ်။ရခိုင်ကတောင်သူတွေအနေနဲ့စားနပ်ရိက္ခာဖူလုံရေးနဲ့ပြည်ပနိုင်ငံကိုစန်စပါတင်ပို့နိုင်ရေးအတွက်စွန့်ပြက်လေယာမြေတွေကိုအင်တိုက်အားတိုင်းနဲ့ပြန်လည်ဦးမော်လာအောင်လုပ်ကိုင်ကြဖို့လိုအပ်တယ်လို့ရခိုင်ပြည်တွင်းကစိုက်ပျိုးရေးလုပ်ငန်းကိုပြန်လည်လုပ်ကိုင်လာနေကြတဲ့ဒေသခံတွေကပြောပါတယ်။ 2022ခုနှစ်ရခိုင်တောင်သူလေသမားတမကရဲ့စီးရင်တွေအရရခိုင်တပြည်လုံးမှာစပားဆိုင်အေက12သိန်းခွဲကျော်ရှိပြီးအဲ့ဒီထဲကလေအေက7သိန်းကျော်လောက်ကိုသာစိုက်ပျိုးမြေအဖြစ်အသုံးပြုကကြံတဲ့လေအေက4သိန်းကျော်ကိုတော့စွန့်ပစ်ထားတဲ့လေယာဉ်မြေတွေအဖြစ် ထားရှိကြရတယ်လို့သိရပါဗျ။ လက်ရှိမှာအဲ့ဒီစွန့်ပစ်ထားတဲ့မြေတွေကိုရခိုင်ကတောင်သူတွေအနေနဲ့လေယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာပြန်လည်အသုံးပြုပြီးတော့ဒေသအတွင်းမှာစာနာရိတ်ခါဖူလုံရေးနဲ့ပြည်ပနိုင်ငံတွေကိုစန်စပါးနဲ့တခြားရာသီအလိုက်ထွက်တဲ့တင်းနံတွေ တင်ပို့နိုင်တဲ့အထည်ရောက်ရှိလာအောင်စိုက်ပျိုးရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ကြရမှာဖြစ်တယ်လို့မင်းများမျိုးနဲ့ဖုံသာချောင်းအနည်းကကြီးရွာတွေရွာဖြစ်တဲ့ကြီးမကြီးကြီးရွာကဒေသခံစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကန်နေသူတူကဆိုပါတယ်အရင်တုန်းကရခိုင်ဒေသမှာရှိတဲ့တောင်သူတွေဟာ လယ်ယာလုပ်ငန်းကိုလုတ်ကန်တဲ့နေရာတွေမှာအရှုံးတွေနဲ့ဇက်တိုက်ရင်ဆိုင်လာရတာကြောင့်လယ်ယာလုပ်ငန်းလုတ်ကန်တာတွေကိုစွန့်ပစ်ကာတခြားလုပ်ငန်းတွေကိုလုတ်ကန်ကြတာပုံများလာခဲ့ကြရတယ်လို့ဆိုပါတယ်။လက်ရှိရခိုင်မှာလည်းနိုင်ငံရေးအခြေအနေတရက်ပြောင်းလဲချိန်မှာတော့တောင်သူတွေအတော့အရင်ကလိုအရှုံးတွေနဲ့ရင်ဆိုင်ရတာမျိုးမဟုတ်ဘဲအရင်ကထက်ကောင်းတဲ့အကျိုးရလဒ်တချို့ကိုရရှိလာနိုင်မယ်ဆိုတာကိုမျှော်လင့်မိတယ်လို့လည်းဆိုပါတယ်။အဲဒါကြောင့်စွန့်ပစ်လေယာဉ်မြေတွေကိုတောင်သူတွေအနေနဲ့ပြန်လည်လုတ်ကင်ဖို့လိုအပ်လာပြီး ဒေသအတွင်းမှာတေးနှံထွက်နှုံကောင်းလာတာနဲ့အမျှပြည်ပနိုင်ငံတွေကို တင်ပို့တဲ့နေရာမှာလည်းအဆင်ပြေမှာဖြစ်တယ်လို့အဲ့လိုတင်ပို့နိုင်မှလည်းတောင်သူလယ်သမားတွေအတော့အရင်ထက်ကောင်းတဲ့အကျိုးရလဒ်တွေကိုပိုခံစားလာကြမှာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ရခိုင်လွတ်မြောက်နယ်မြေတွေကဒေသခံပြည်သူတွေဟာလေယာစိုက်ပျိုးရေးလုပ်ငန်းတွေကိုပြန်လည်လုပ်ကင်လာသူတွေများလာပေမဲ့တခြားနေရာတွေကိုတင်ပို့နိုင်လောက်တဲ့အထိကုန်စည်ထွက်နှုန်းမရှိသေးတဲ့အတော့အရင်အတိုင်းစိုက်ရှုံးဖွားတွေနဲ့ရင်ဆိုင်နေကြရဆဲဖြစ်တယ်လို့ မြောက်ဦးမြို့နယ်အတွင်းကຫນွေတီးနှံစိုက်ခင်းစိုက်ပျိုးသူတွေကဆိုကြပါဗါတယ်။အဲ့လိုအရှုံးနဲ့ရင်ဆိုင်နေရတာကလည်းလက်ရှိထွက်နေတဲ့တီးနှံထွက်နှုန်းဟာပြည်ပနိုင်ငံတွေကိုတင်ပို့နိုင်လောက်တဲ့အနေအထားထိထွက်နှုန်းမရှိတာကြောင့်ဈေးကွက်ပြောက်ကအရှုံးတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပြီးတောင်သူတွေစုပေါင်းစိုက်ပျိုးအားနဲ့ပြည်ပနိုင်ငံကိုတင်ပို့နိုင်တဲ့အထိတီးနှံထွက်နှုန်းကောင်းလာအောင်လှုပ်ဆောင်ဖို့လိုအပ်တယ်လို့သူကပြောပါဗါတယ်။ဒီလိုလှုပ်ဆောင်မှလည်းအရင်ခေတ်အဆက်ဆက်ကနှိမ့်ချနေတဲ့တောင်သူတွေရဲ့ဘဝဟာ တဖန်ဦးမော်လာမှာဖြစ်တယ်လို့လည်းဆိုပါရယ်။ဒါအပြင်တဖက်မှာလည်းတောင်သူတွေအတွက်စိုက်ပျိုးရေးလုပ်ငန်းမှာအသုံးပြုနိုင်မဲ့ဤပညာပိုင်းဆိုင်ရာတွေကိုတာဝန်ရှိသူတွေကပို့ချတင်ကြားပေးတာဖနှုံးကောင်းတဲ့ဆန်စပါးနဲ့နိုင်ငံတကာကိုထိုးဖောက်ဝင်ရောက်အောင်ရောင်းချနိုင်မဲ့မျိုးကောင်းမျိုးတန်တွေကိုဖြန့်မျိုးရောင်းချပေးတာတွေကိုလည်းလှုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့သူကအကြံပြုပြောဆိုထားပါသေးတယ်။လက်ရှိမှာတော့အာရောခတတော်ဟာရခိုင်က မြို့နယ်16မြို့နယ်ရှိတဲ့အထက်ကမြို့နယ်14ခုကိုအပြစ်သက်သိမ်းပိုက်ထားပြီး တိမ့်ပိုက်ရရှိထားတဲ့မြို့နယ်တွေမှာဒေတာဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြန်လည်ဖြောင်းရေးလုပ်ငန်းတွေကိုစတင်လှုပ်ဆောင်မှုတွေလည်းရှိနေပြီဖြစ်ပါတယ်ခင်ဗျာဆလတ်ပြီးနောက်ထပ်သတင်းပုတ်အနေနဲ့နားဆင်ရမှာကတော့စစ်တွေမှာစက်ကောင်စီကလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေပြီးဒရုန်းနဲ့ဘုံးကျဲတိုက်ခိုက်လို့နေအိမ်တွေမီးလောင်နေတဲ့ဆိုတဲ့သတင်းကိုနားဆင်ရမှာဖြစ်ပါတယ်ဒီနေ့မတ်လ6ရက်နေ့မနက်ပိုင်းမှာ စစ်တွေမျိုးမှာရှိတဲ့စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေကြတာရှိသလိုဝါဘိုကြီးဝါကိုဒရုန်းနဲ့ပုံချက်တိုက်ခိုက်ခဲ့တဲ့အတွက်ကြီးဝါအတွင်းကနေအိမ်တွေမီးလောင်ပျက်စီးနေရတယ်လို့စစ်တွေမျိုးခန့်တွေက CNA ကိုပြောပါတယ်။အဲ့ဒီဒရုန်းနဲ့ပုံချက်တိုက်ခိုက်တာကိုစစ်တွေမျိုးဂန်းကော်ကျွန်းမှာအခြေစိုက်ထားတဲ့စစ်ကောင်စီတပ်ရင်းတွေက လုံဆောင်ခဲ့တာဖြစ်ပြီးလက်ရှိဝါဘိုကြီးဝါအတွင်းမှာမီးလောင်နေပြီး မိโกလုံးတွေတက်လာနေတာကိုစစ်တွေမျိုးဘော်ကနေမြင်တွေ့နေရတယ်လို့စစ်တွေမျိုးကဒေသခံတအူကပြောပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းစစ်တွေမျိုးအမတ်ဆက်နဲ့ရဲတပ်ရင်းကစစ်ကောင်စီကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုစတိုက်လှုပ်ဆောင်နေပြီးမျိုးရင်းမှာလည်းစစ်ကားတွေနဲ့စစ်ကောင်စီတပ်သားတွေလှက်ပတ်သွားလာနေတာတွေရှိနေတယ်လို့စစ်တွေမျိုးခံတွေကပြောပါတယ်။စစ်ကောင်စီနဲ့အာရုခတ်တော်တို့ဟာစစ်တွေမျိုးအတွင်မှာပြီးခဲ့တဲ့မတ်လ၁ရက်နေ့ကပင်နှစ်ဖက်ပစ်ခတ်မှုတွေခဏရထားခဲ့ပြီးမတ်လ၅ရက်နေ့ညနေပိုင်းကစတင်ကာ စစ်ကောင်စီတပ်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေပြန်လည်ရှိလာကြတာဖြစ်တယ်လို့လည်းစစ်တွေသတင်းရင်းမြစ်တွေကပြောပါတယ်။ လက်ရှိရခိုင်တပြည်လုံးမှာစစ်ကောင်စီတပ်တွေဟာစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တွေမှာသာတပ်စခန်းတွေရှိတော်တာဖြစ်ပြီးစစ်ကောင်စီအနေနဲ့အဲ့ဒီမြို့နယ်တွေကတပ်စခန်းတွေမကြာရှုံးစေရအတွက်စစ်စခန်းတွေ အခိုက်အမာတိစောက်တာစစ်လက်နက်ကြီးတွေတပ်ဆင်တာရဒတ်အင်အားတွေအစမတန်ဖြစ်နေတာတွေအပြင်အာရခတတော်နဲ့နှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့ရင်အရသာပြည်သူတွေကိုလူသားတိုင်းအနေနဲ့အုံပြုနိုင်ဖို့အတွက်စစ်ဆောင်ထောက်ခွင့်မပေးတာစရတွေကိုလည်းဇက်တိုက်လောက်ဆောင်တာတွေလည်းရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေနဲ့အာရခတတော်တို့ဟာပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကတည်းကပင်နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီးတနည်းကျော်တိုက်ပွဲကာလအတွင်းမှာစစ်ကောင်စီကအနည်းငယ်လာလာကတပ်ဆွဲနေထိုင်ခဲ့တဲ့တပ်စခန်းဌာနချုပ်မြောက်များစွာနဲ့အတူရခိုင်ကမြို့နယ်14ခုနဲ့ပလောက်ဝဒေသကို အပြစ်သက်သိမ်းပိုင်နိုင်ခဲ့ပြီဖြစ်တယ်လို့စစ်ကောင်စီအရာရှိဗိုလ်မှူးတွေအပါအဝင်စစ်တုပ်ပန်းမြောက်များစွာကိုလည်းဖမ်းဆီးရမိခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ ဒီခေါက်နားဆင်ရမှာကတော့မြန်မာပြည်တွင်းဘက်ကဖြစ်ပျက်နေတဲ့ခြေတွေနဲ့ပတ်သက်ပြီးနားဆင်ရမှာဖြစ်ပါတယ်။မြန်မာပြည်တွင်းသတင်းတွေထဲကပထမဆုံးနားဆင်ရမယ့်သတင်းကတော့ရန်ကုန်မှာဖေဖော်ဝါရီလ1လအတွင်းလူနေရကျော်အဖမ်းခံခဲ့ရတဲ့ဆိုတဲ့သတင်းကို နားဆင်ရမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းအတွင်းမှာစစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေကြောင့်ဖေဖော်ဝါရီလအတွင်းမှာလူ233ဦးဖမ်းဆီးခံခဲ့ရတယ်လို့ Rangoon Scott Network ကထုတ်ပြန်လာပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ1လအတွင်းရန်ကုန်မှာစစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေထဲက ဖြစ်စဉ်66ခုကိုသိရှိခဲ့ရပြီးအဲတဲကဖြစ်စဉ်80ကိုအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်အတည်ပြုနိုင်ခဲ့တဲ့စီးရဲတွေအရာဖမ်းဆီးခံရသူ233ထဲမှာ54ဦးဟာပြန်လည်လွတ်မြောက်လာခဲ့ပြီး10ဦးကိုတော့ပြန်မလွတ်ပေးတော့ကြောင်းအတည်ပြုနိုင်ခဲ့တယ်လို့အသိပေးထားပါတယ်ကြံ181ဦးရဲ့ပြန်လည်လွတ်မြောက်ခြင်းရှိမရှိဆိုတဲ့နောက်ဆက်တွဲအခြေအနေကိုတော့မသိရှိရသေးဘူးလို့လည်းထုတ်ပြန်ထားပါတယ်ဖမ်းဆီးခံရသူအများစုဟာ လမ်းမပေါ်မှာတွေ့ရလူကိုစစ်ကောင်စီကလိုက်ဆွဲလို့ဖမ်းဆီးခံရတာဖြစ်ပြီးပါသွားသူဦးရီမှာ106ဦးအဲဇင်းဆက်ပြီးဖမ်းခေါ်ခံရသူ63ဦးတရင်အတိကျနဲ့ရှာဖွေဖမ်းဆီးခံရသူ59ဦးနဲ့ဖမ်းဆီးခံရတဲ့ပုံစံမသိရပဲချုံနောင်ခံထားရသူ9ဦးရှိတယ်လို့လဲ Rangoon Scot Network ကဆိုပါတယ်အဖမ်းခံရသူတွေထဲမှာစည်ရေးလှုပ်ရှားသူနဲ့တပိတ်လှုပ်ရှားသူတွေလို့စက်ကောင်စီကဆွဆွဲပြီးဖမ်းဆီးသွားသူလူငယ်၃ဦးနဲ့အစိုးရလင်းလင်းရဲ့ရောင်းလိုက်ခြင်းကို လမ်းဘေးမှာတိခတ်နေတာကိုအားပေးအမြောက်လို့လို့ဆိုပြီးဖမ်းဆီးခံရသူ9ဦးရှိတယ်လို့လည်းထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်ကောင်စီဟာဖေဖော်ဝါရီလ18ရက်နေ့မှာစစ်မှုထမ်းတန်တန်းအမှတ်စဉ်30ကိုစတင်ခဲ့ပြီးအာရမစုဆောင်းထားသူလူ900ကျော်ကိုတိုက်ကြီးမြို့နယ်နဲ့လှေကူးမြို့နယ်မှာရှိတဲ့စစ်တပ်နန်းအကြောင်းတွေကိုပို့ဆောင်ခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။ဖော်ပြပါအချက်လက်တွေဟာ Rangoon Score Network ကိုပေးပို့လာတဲ့သတင်းတွေချိတ်ဆက်အဖွဲ့အစည်းတွေထံကသိရှိရတဲ့သတင်းတွေနဲ့ မီဒီယာသတင်းတွေကိုကိုးကားပြုစုတွက်ချက်ထားတာဖြစ်ပြီးလက်တွေ့မြေပြင်အခြေအနေဟာဒိဋ္ဌဆိုးရွားတယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာနောက်ထပ်နားဆင်မယ့်သတင်းပေါ်အနေနဲ့ကတော့မဲအောင်လိုက်ဟာရုရှားကနေဘီလာရုနိုင်ငံကိုဆက်လက်ခီးသွားမယ်ဆိုတဲ့သတင်းကိုနားဆင်မှာဖြစ်ပါတယ် စကောင်းဆောင်မင်းအွန်လိုင်းရုရှားနိုင်ငံကနေတဆင့်ဘီလာရုနိုင်ငံကိုခီးဆက်သွားမယ်လို့စက်ကောင်စီကသတင်းထုတ်ပြန်လာပါတယ်။အဲဒီကိုမင်းအွန်လိုင်းရဲ့အပေါင်းပါတွေဟာ ီလာရုနိုင်ငံတမရရဲ့ဖိတ်ကြားမှုကြောင့်တွားရောက်မှာဖြစ်တယ်လို့ဆိုထားပါတယ်။ဒီဘီလာရုနိုင်ငံခီးစင်မှာလည်းဘီလာရုတမရဘီလာရုနိုင်ငံဝန်ကြီးချုပ်ဘီလာရုအမျိုးသားလွတ်တော်ဥက္ကဋ္ဌအပါအဝင်ဘီလာရုနိုင်ငံအစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံကစီးပွားရေးလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့တခြားကဏ္ဍပေါင်းစုံကိုလည်းပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။မေယောင်လိုင်းတဲ့အပေါင်းပါတွေဟာပြီးခဲ့တဲ့မတ်လ3ရက်နေ့ကတည်းကပင်ရုရှားသမ္မတပူတင်ရဲ့ဖိတ်ကြားမှုကြောင့်ရုရှားနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီး ရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံတို့အကြားနှစ်ဖက်ယုံကြည်စိတ်ချစွာဆွေးနွေးမှုတွေနဲ့အတူသဘောတူညီချက်ဆယ်ခုကိုလည်းလက်မှတ်ရထုတ်နိုင်ခဲ့တယ်လို့မဲအောင်လိုင်းကမီဒီယာတွေနဲ့တွေ့ဆုံရမှာပြောကြားခဲ့ပါတယ်။အဲဒီသဘောတူညီချက်ဆယ်ခုထဲမှာနျူကလ িয়ার စွမ်းအင်သုံးအသေးစားလျှက်စစ်ဓာတ်အားထုတ်လုပ်တဲ့ SMR တိဆောက်လေပတ်ရေးစာချုပ်နဲ့နျူကလ িয়ার ကိုငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးစာချုပ်တို့လည်းပါဝင်တယ်လို့လည်းဆိုပါတယ်။ မြန်မာနိုင်ငံအတွင်းအစိုးရအရှုံးနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာတိုင်းဒေသနဲ့ကံတွေနဲ့ပြည်သူတွေကိုလိုက်ထဆင်းနေပြနိုင်ဖို့အတွက်စစ်ကောင်စီတပ်တွေလက်ဆွဲကင်ထားတဲ့ပြပအာကိုပစင်ရိုးဆိုတဲ့ဆောင်မုတ်ကိုမေးဖြောက်ကနိုင်ငံတကာကိုလက်ပတ်ကအကူအညီတွေကိုဇက်တိုက်တောင်းခံတဲ့လုံရက်တွေကိုလှုံ့ဆော်နေကြတာဖြစ်တယ်လို့နိုင်ငံရေးသတင်းသူတွေကဆိုကြပါဗျာ။ ေ့တနေ့တာနောက်ဆုံးထုတ်လွှင့်မှုသတင်းတစ်ပုဒ်အနေနဲ့ခရီးအနီယူထိန်းချုပ်နယ်မြေအတွင်းမှာ6ရက်အတွင်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့ရဲသားတို့ဦးတေပြီး9ဦးထဏ်ရာရခဲ့တဲ့ဆိုတဲ့သတင်းကိုနားဆင်ရမှာပါ။ကရင်မျိုးသားအစည်းအရုံး KNU ကော်တိုးလေအုပ်ချုပ်နယ်မြေအတွင်းကကြေးရွာတွေကိုစစ်ကောင်စီက6ရက်အတွင်းလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တဲ့အတွက်ရဲသား9ဦးသေဆုံးခဲ့ရပြီး9ဦးထဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုထုတ်ပြန်ချက်အရသိရပါတယ်။စစ်ကောင်စီတပ်တွေဟာမတ်လ၁ရက်နေ့တရက်တည်းမှာ ကော်တူးလီအုပ်ချုပ်နယ်မြေအတွင်းကဟော်ကိုကောငွေထွေဆုပ်ကျေးရွာတီကျော်တီကျေးရွာနဲ့အင်းနဲ့ကျေးရွာအတွင်းကနေရာတွေကိုလေကြောင်းကဘုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်အဲ့ဒီတရက်ထဲမှာပဲရဲသားတို့ဦးတည်ဆုံးခဲ့ရပြီး၃ဦးထိခိုက်ဒဏ်ရာရရှိကလူနေအိမ်တွေနဲ့ဘာသာရေးအဆောက်အအုံတွေလည်းများစွာပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။အဲ့လိုပဲမတ်လ၄ရက်နေ့နဲ့၅ရက်နေ့တွေမှာလည်း KNU ကော်ဂရိတ်မြို့နယ်အစွန်ကျေးရွာနဲ့ဘော်တိုင်းကျေးရွာတွေကိုစစ်ကောင်စီကလေကြောင်းကဘုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အစွန်းကျွော်ကပြည်သူနှုတ်ဦးနဲ့ဘော်တိုင်းကျွော်ကပြည်သူနှုတ်ဦးထိကက်တန်ရာရရှိကြရပါတယ်။အဲ့ဒီတခိုက်မှုတွေအတွင်းမှာပြည်သူတွေထိကက်တန်ရာရတဲ့အပြင်အစွန်းကျွော်ကပြည်သူနေအိမ်၃လုံးပြည်စီသွားခဲ့ရပြီးဘော်တိုင်းကျွော်အတွင်းကလည်းစာတင်ကြောင်းတစ်ကြောင်းအပါအဝင်ရေရင်းရေကန်နဲ့ဆိုင်ငတ်တစည်းလဲပြည်စီခဲ့ရတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံအတွင်းကတိုင်းသာရဏကိုင်တွေစီမှာစေဟေးအရှုံးနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာ တိုင်းသာသနာ့ကိုင်တွေတိုက်ပိုက်ထားတဲ့နေရာတွေကရဲသားတွေနေထိုင်ရာနေရာဖုန်ကြီးကြောင်စတင်ကြောင်စစ်ရုံစည်းကမ်းတွေကိုနေစဉ်ရက်ဆက်လူကြောင်ကဘုံကျဲတိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေတဲ့အတော့ရဲသားတေဆုံမှုတွေဟာလည်းနေစဉ်မြင့်တက်နေကြရသလိုဘာသာရေးဆောင်အုံနဲ့ပြည်သူပိုင်အဆောက်အဦတွေဟာလည်းနေစဉ်ရက်ဆက်ပြည့်စည်နေကြရပါတယ်ခင်ဗျာ ကျွန်တော်တို့ CNA သတင်းဌာနရဲ့တနေ့တာရေဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြည့်စုံပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရာပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNA ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်သလို YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်မှာကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ။